အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကိုလတ်ပါဘဝမှာလူတိုင်းလိုလိုအောင်မြင်မှုရချင်ကြတယ်ဒါကြောင့်ပဲကျွန်တော်တို့ဟာအောင်မြင်ကြော်ကြားတဲ့သူတွေစီကစိတ်ခွန်အားရဖို့အတွက်သူတို့အကြောင်းတွေကိုကျွန်တော်တို့ရှာဖတ်ကြတယ်သူတို့ခြေလှမ်းအတိုင်းကျွန်တော်တို့လိုက်လျှောက်ကြတယ်ဒါပေမဲ့သူတို့အကြောင်းမှာကျွန်တော်တို့မသိတဲ့လျှို့ဝှက်ချက်တွေအများကြီးရှိပါတယ်ဒီကနေ့ကျွန်တော်မျှဝေမယ့်အကြောင်းအရာလေးကတော့လူတိုင်းမသိသေးတဲ့ အောင်မြင်တဲ့သူတွေရဲ့လှုပ်ဝက်ချက်ခုနှစ်ချက်ကိုညွှန်ပြသွားမှာဖြစ်ပါတယ်။နံပါတ်1အချက်ကတော့ they have real routines အတိတ်ပဲကတော့သူတို့မှာထူးဆန်းတဲ့လုပ်ရိုးလုပ်စဉ်တွေရှိတယ်။အောင်မြင်တဲ့သူအများစုမှာပုံမှန်မဟုတ်တဲ့အလုပ်လုပ်ခြင်းနဲ့အိပ်စက်ခြင်းပုံစံတွေရှိတတ်တယ်။ဒါကလူပေါ်မူတည်ပြီးတယောက်နဲ့တယောက်ပုံစံတွေကွဲပြားပါတယ်။အောင်မြင်တဲ့သူတွေကအိတ်ချိန်မှာတော့အကြံဉာဏ်ကောင်းတွေရတတ်ကြပါတယ်။ Thomas Edison ကတနေ့မှ၃နိုင်ရပဲအဲ့ဒါလူတွေသိမသိကြဘူး။ Beethoven ကသူ့ရဲ့စိတ်ကူးဉာဏ်တွေအကုန်လုံးရေချိုးခန်းထဲမှာရခဲ့တာသိရင်မိတ်ဆွေအံ့ဩသွားလိမ့်မယ်။အောင်မြင်သူအချို့ကသူတို့ရဲ့အလုတ်ချိန်မှာတီးသတ်နေပြီးစဉ်းစားတွေးခေါ်ရတာပုံပြီးကြိုက်နှစ်တတ်ကြတယ်။နံပါတ်1ထူးခြားချက်က they are always positive အောင်မြင်သူအများစုဟာအမြဲတမ်းအကောင်းမြင်စိတ်နဲ့ အပြူသဘောဆောင်တဲ့စိတ်ဓာတ်တွေရှိကြတယ်။အောင်မြင်သူတွေကအကောင်းမြင်တဲ့အပေါင်းဖော်တွေနဲ့ပဲနေကျင်ကြတယ်။အစိုးမြင်ဝါဒီတွေနဲ့အချိန်မပြိုးဘူး။သူတို့ဘဝရဲ့အစိုးဆုံးအချိန်မှာတော့အကောင်းမြင်ဖို့ကိုပဲကြိုးစားကြတယ်။နံပါတ်3လျှို့ဝှက်ချက်က they believe in themselves အောင်မြင်တဲ့သူအများစုကသူတို့ကိုသူတို့ယုံကြည်မှုရှိကြတယ်ကျွန်တော်တို့အားလုံးမှာအတွေးကိုစီနဲ့အိမ်မက်တွေရှိကြတာမှန်ပါတယ် ဒါပေမဲ့အောင်မြင်သူတွေကတမူးထူးခြားပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့အိမ်မက်တွေတစားစီကျိုးပဲ့ကျေမွသွားခြင်းမှာတော့ဒါကိုအခွင့်အလမ်းတစ်ခုလမ်းတစ်ခုရဲ့အစအဖြစ်သဘောထားကြပါတယ်။ဒီသဘောထားအမြင်ကသူတို့ကိုအောင်မြင်စေတဲ့အဓိကအချက်ပဲဖြစ်ပါတယ်။နံပါတ်၄လျှို့ဝှက်ချက်ကတော့ they accept criticism အောင်မြင်သူအများစုက အပြုသဘောဝေဖန်မှုတွေကို လက်ခံတယ်။အဲ့ဒီမှတ်ချက်ဝေဖန်ချက်တွေကိုလက်ခံပြီး ိုးတက်အောင်ကြိုးစားတယ်။ဒီအရာကြောက်အောင်မြင်မှုကိုအထိခိုက်မခံပါဘူး။ဒီအရာကိုအကောင်းမြင်စိတ်နဲ့လက်ခံကြပါ။နံပါတ်5လျှို့ဝှက်ချက်က they visualize success အောင်မြင်သူအများစုက သူတို့ရဲ့အိမ်မက်ကိုစိတ်ကူးပုံဖော်တတ်ကြပါတယ်။သူတို့ရဲ့ပန်းတိုင်နဲ့ပန်းတိုင်အထိခီးတလျှောက်လုံးရဲ့အောင်မြင်မှုကိုစိတ်ကူးပုံဖော်နိုင်ကြပါတယ်။ဒီအရာကသူတို့ကိုအောင်မြင်အောင်ပို့ပြီးအာရုံစိုက်စေပါ နံပါတ်6လျှို့ဝှက်ချက်ကတော့ they are humble and philanthropic အောင်မြင်တဲ့သူတွေဟာသူတို့ကိုယ်သူတို့နှိမ်ချပြီးပရာဟိတစိတ်ရှိကြတယ်။အောင်မြင်သူတယောက်ရဲ့တမှုထူးခြားတဲ့လက္ခဏာကသူရဲ့နှိမ်ချပြီးပရာဟိတဆန်တဲ့အမှုရာပဲဖြစ်ပါတယ်။သူတို့ရဲ့အောင်မြင်မှုကိုမကြွားဝါပဲအရန်လက်တွေ့ဆန်ပါတယ်။အကူအညီလိုနေတဲ့အခြားသူတွေရဲ့ဘဝတိုးတက်ဖို့သူတို့ကြိုးစားကြပါတယ်။လူ့ဖွဲ့စည်းကိုပြန်ပေးဆပ်ဖို့အတွက် အရန်ရည်ကြီးတယ်လို့သူတို့ယုံကြည်ကြပါတယ်။ နံပါတ်9လွှဲဝဲချက်ကတော့ They follow their heart ။အောင်မြင်သူအများစုကသူတို့နှလုံးသားရဲ့အလိုအတိုင်းရှောက်နှံကြ။အခြားသူတွေကသူတို့ကိုဘယ်လိုတွေးမယ်ဆိုတာစိတ်မဝင်စားဘူး။အခြားသူတွေရဲ့မျှော်လင့်ချက်တွေနဲ့သူတို့ဘဝကိုပုံသွင်းခြင်းမပြုဘူး။သူတို့မှာအမြဲတမ်းအများနဲ့မတူတဲ့ပင်ကိုတွေးခေါ်နိုင်စွမ်းတွေရှိကြတယ်။ပါမန်လူအများစုတွေးတဲ့အတိုင်းလိုက်မတွေးဘူးသူတို့နှလုံးသားနောက်ကိုပဲသူတို့လိုက်ကြတယ် ြီးမားတဲ့ရင်မှန်းချက်တွေရှိတယ်တက်တောင်းတက်တာအနေထားအဲမှာမနေဘူးစွန်းစားရဲကြတယ်အကြောက်တရားကိုရင်ဆိုင်ရဲကြတယ်စွန်းစားမှုတွေကသူတို့ဘဝရဲ့အောင်မြင်မှုတွေကိုဖြစ်ပေါ်လာစေအခက်အခဲတွေကသူတို့ကိုပိုတံမာပြီးလုံနိုင်စွမ်းရှိလာစေအောင်မြင်သူတွေကရှုံးနိမ့်မှာဘယ်တော့မှမကြောက်ဘူးဒီရှုံးနိမ့်မှုတွေကအောင်မြင်မှုကိုသွားတဲ့လှေကတိပဲဆိုတာသူတို့ယုံကြည်တယ်အခုမိတ်ဆွေတို့အောင်မြင်သူတွေရဲ့လှုပ်ဝက်ချက်ကိုသိခဲ့ပြီအောင်မြင်ဖို့ဆိုတာအကြောင်းအရာအများကြီးပေါ်မူတည်တယ်ဆိုတာကိုလည်း းနားလည်တော့ပြီလို့ထင်တယ်။ဒါပေမဲ့အဓိကကမိတ်ဆွေရဲ့စန္ဒနဲ့အောင်မြောင်လို့မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကပိုအရေးကြီးပါတယ်။ဒါကြောင့်အချိန်မပြုံးပဲလက်တွေ့ကျတဲ့ရည်မှန်းချက်တွေကိုချမှတ်ပါဒီလိုဝက်ချက်တွေကိုမိမိကိုယ်ပိုင်အဖြစ်ကြောင်းလဲပစ်ပြီးကိုယ်ပွားရဲ့အိမ်မက်တွေကိုအကောင့်အထည်ပေါ်တိစောက်နိုင်ကြပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးမိမိရဲ့အိမ်မက်ကိုအကောင့်အထည်ပေါ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းပေးပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်